အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ဗျာလက်ရှိမှာဒါကျွန်တော်တို့ Premier League အပွဲစဉ်တော့ပွဲ Premier League ကိုကိုယ့်ရဲ့ Premier League အကြောင်းကိုနည်းနည်းလေးပြောမယ်နော်ပြီးရတော့ကျွန်တော်တို့ဒါ PSG နဲ့ Barcelona အကြောင်းနည်းနည်းလေးပြောမယ် မွန်နာကွနဲ့ဒါမန်ချက်စတာစီးတီးအကြောင်းပြောမယ်ပြီးရင်တော့ကျွန်တော်အဓိကပြောချင်တာပီအက်ဂျီနဲ့ဘာဆိုနာပွဲစဉ်ပေါ့မနေ့ကတော့ဆူဇန်ကျွန်တော်တော်တော်လေး high ဖြစ်နေတဲ့ပွဲစဉ်တပွဲပဲဒါကျွန်တော်လက်ရှိမှာ Champions League ပွဲစဉ်မှာဒါကျွန်တော်ကျွန်တော်အတင်းတော်ဒါမနေ့ကအဲ့ဒီပေါ့ကြည့်ပြီးတော့ကျွန်တော်ဒါပြင်းပြင်းလွဲဖြစ်တယ်ဟောငါအတင်းရတယ်တခခုလိုးနေတယ်စီမပါတဲ့စားကြီးလိုပဲဆိုပြီး feeling နေအများကြီးခံစားရတယ်တို့ပေမဲ့တော့ညာလဲလက်ရှိမှာဒါကျွန်တော်မိုနာကိုနဲ့ဒါမန်ချက်စတာစီးတီးပွဲစဉ်နေပြီးရင်တော့ဒါကျွန်တော်တို့ PSG နဲ့ဒါဘာဆိုနာပွဲစဉ်ရှိတယ် တကယ်ကို hype ဖြစ်စရာကောင်းတဲ့ပွဲစဉ်ဆိုရင်မှားမေတော့မထင်ဘူး။ကဲအဲ့ဒါနဲ့လေးပြောလဲ။အဲ့တော့မူနာကိုရဲ့အိမ်ကွက်မှာ Manchester City အသင်းနဲ့တွေ့ရမယ်။ဒါရွှေဘကလက်ရှိမှာဒါမနေ့ကကျွန်တော်ပြောခဲ့လို့ပဲရွှေဘဆက်ပြီးတော့ဖြစ်နေတဲ့ကြောင့်မို့ဒီနေ့ပွဲစဉ်ကတော့ must win ပွဲစဉ်တစ်ပွဲလို့ကျွန်တော်နေအမြင်နဲ့။ဒါကျွန်တော်မရှိတဲ့ဘက်ကဒါကျွန်တော်ကိုရိုင်းဒါရှိနှစ်ဘက်ကပေါ့နော်။ကျွန်တော်ကိုရိုင်းဒါကျွန်တော် Napoli နဲ့ပွဲစဉ်ကိုဒါ သွားကြည့်ဖို့အတွက်စဉ်းစားထားခဲ့ပါကျွန်တော်ဒါစိန့်ဂျိမ်းစ်ဘက်ကိုပဲကျွန်တော်ရောက်သွားခဲ့တယ်အဲ့တော့ဒါကျွန်တော်မကြည့်ခဲ့ရဘူးအဲ့တော့ဒါကျွန်တော်နောက်ကျွန်တော်ဆက်လာပိုင်းပြန်လာဖြစ်ရင်တော့ဒါ CD ရဲ့ဒါကျွန်တော်တို့ချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်ကြည့်ရမယ်လို့ပဲမြင်တယ်အဲ့တော့ခင်ဗျားတို့လည်းပြောစင်တာဒါလက်ရှိမှာ CD အသင်းပွဲစဉ်တွေကိုကျွန်တော်ကြည့်ပြီးနောက်ပိုင်း CD အသင်းတောက်လျှောက်နိုင်တာတွေ့ရမယ်ဒါကျွန်တော် Manchester Derby မှာလည်းဒါ CD အသင်းနဲ့ဂိုးပြတ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတောက်လျှောက်ဆိုဆို Manchester CD အသင်းကဒါကျွန်တော်တို့တကယ်ကိုရလက်ကောင်းတယ် Arsenal ပွဲစဉ်ကလွှဲရင်တော့ဒါကျွန်တော်တို့ဒါဂိုးပြတ်တည်ကြည့်ပြနိုင်တယ်ဘန်လီပွဲစဉ်မှာဆိုလည်း9ဂိုး2ဂိုးဆိုလည်းပွဲစဉ်တယ်အဲ့တော့ လက်ရှိမိုနာကိုရဲ့ form ကိုကြည့်အောင်မိုနာကိုနေနဲ့လက်ရှိတာ2-5ပွဲမှာဒါကျွန်တော်2ပွဲရှုံးထားခဲ့ပြီးတော့သူတို့နေတဲ့ကျွန်တော်3ပွဲနဲ့ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်မိုနာကိုနေနဲ့ club brugge ရဲ့အိမ်ဝင်းမှာတောင်မှ၄ခုတကူဆိုတဲ့ဂိုးပြက်ရလက်ကြီးကိုသူတို့နေနေတာကျွန်တော်တွေ့ခဲ့ရတယ်ပေါ့။အဲ့ပြောချင်တာက ကလပ်ဘရူဂေဦးတော်လေးကိုတကိုရှုံထားတဲ့မူနာကိုအနေနဲ့ဒါမန်ချက်စတာစီးတီးလက်ရှိလို့ဖော်မအရန်ကောင်းနေတဲ့အချိန်မှာတွေ့ရမယ်အဲ့တော့လက်ရှိဒီနောက်ပိုင်းမှာမန်ချက်စတာစီးတီးသင်းတိုက်စစ်ပိုင်းကြီးမှာမဟုတ်ဘူးစီးတီးရဲ့ကန်ဆယ်ပိုင်းကလည်းစောက်ရမ်းကြီးကို solid ဖြစ်နေတော့တွေ့ရမယ်ဒါကတကယ်ကိုဝါးဖြစ်စေတဲ့ factor ပဲဒါလက်ရှိမှာဒါကျွန်တော်တို့ Pep Guardiola နဲ့သူ့ရဲ့ကန်ဆယ်ပိုင်း face ကိုတွေ့သွားခဲ့ပြီလားကျွန်တော်အနေနဲ့မေးရမယ်လက်ရှိမှာတေးကြတစ်ခုကဒီနေ့ပွဲစမှာဒါကျွန်တော်တို့ နီးပြအနေနဲ့အပြောင်းလဲတချို့ပြုလုပ်မယ်လို့မြင်တယ်။နီကိုအိုရိုင်လီနေနဲ့ပွဲတိုင်းလူလူပွဲထွက်လာပြီဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်ကတော့နီးပြအနေနဲ့ပေးနာတင်တဲ့ပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါကြောင့်လက်ရှိမှာတော့ကျွန်တော်နောက်တန်းတချို့အပြောင်းလဲတွေးရမယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရမြင်တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်အတွက်ကိုပြောပါဆိုဂိုးသမားကိုလည်းအပြောင်းလဲလုပ်သင့်လို့မြင်တယ်။ဖူမောကာလက်ရှိမှာဒိုနာရောမာကိုပွဲထွက်ဖို့ဒါကျွန်တော်ရေးထားထားခဲ့ပေမဲ့ကျွန်တော်အတွက်ကို personally ပြောပါဆိုရင်ဒီနေ့ပွဲစဉ်မှာကျွန်တော် James Trafford ကိုပွဲထွက်စေချင်တယ်။ဘာလို့လဲဆိုတော့တပွဲပွဲတော့ Ortega နဲ့ဒါကျွန်တော် Ederson ပုံစံပြုလုပ်စေရတဲ့နေရာမှာပါတယ်။ဒါပေမဲ့လက်ရှိမှာတေးကြတာတခုကဒိုနာရောမာအနီးနဲ့ဒါက ျွန်တော်ဒီနေ့ပုံစံမှာပွဲထွက်မယ်ဆိုဖူမော့ကရေးတယ်ကျွန်တော်ဒါဂျိန်းထရက်ဖူကိုထွက်စင်တယ်အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်အပြောင်းလဲနေအများကြီးလို့ဆိုချင်တယ်ဘနာတို့ save out ကိုနားလက်ရှိမှာစာချုပ်သစ်ချုပ်ဖို့အတွက်အရန်နီးဆက်နေတယ်ဖြစ်တဲ့ CPU ကိုသုံးဒါကျွန်တော်ဒီနေ့ပုံစံမှာဒါ Jeremy Doku ကိုထပ်ပြီးသုံး Allen Haaland ကိုဒါကျွန်တော်ဒါ motivation ထက်ရအောင်ဒါကျွန်တော်လက်ရှိမှာအဲ့တော့ဒီနေ့ပုံစံမှာ CD သင်းနေတဲ့လူစုံတက်စုံကိုတစ်ဝက်လောက်သုံးပြီးတစ်ဝက်မို့သာသုံးဖို့နှစ်ပုံလောက်သုံးပြီးတချို့နေရာတွေမှာနည်းနည်းလေးပြင်တဲ့ပုံစံမျိုးလုပ်တဲ့ Over correction လည်းဖြစ်ဖို့မလိုသေးတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော် CD သင်းနေကျွန်တော်ဒါ foreign ကိုကျွန်တော်ဒီနေ့ပုံမှာဆက်သုံးစေချင်တယ် foreign လက်ရှိမှာ form နေတာ၄ခုမှထပ်ပြီးတော့ကောင်းအောင်လုပ်ဖို့ရဒီနေ့ပွဲစဉ်ကအရေးကြီးတယ်ဒါသူနေ premier league မှာနေဟုတ်ပဲ ਨੇ champion league မှာပါသူလုံနိုင်စွမ်းရှိတယ်ဆိုတော့ဆက်လက်ပြီးပြသမယ်အဲ့တော့ ထူးခြားပါနဲ့ဗျလက်ရှိမှာဒါဒီနှစ်အတွက်ကျွန်တော်ဒါတော်တော်လေးကိုသဘောကျလာတဲ့ကွင်းလယ်ကဒါ CD ရဲ့ကွင်းလယ်ဖြစ်လာခဲ့တယ်။မနေ့ကဒါကျွန်တော်ဒါ Chelsea ရဲ့ကွင်းလယ်ကိုတော်တော်လေးကိုသဘောကျခဲ့ပြီးတော့ဒီနှစ်မှာဒါကျွန်တော် CD ရဲ့ကွင်းလယ်ကိုတော်တော်လေးကို favorite ဖြစ်လာခဲ့တဲ့သဘောမှရှိတယ်။ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်တော်တော်လေးကို balance ကြီးတယ်လို့ပြောလို့ရတယ်။မထင်မှတ်ပဲပေါ့နော်။ AM မြန်မာဒါကျွန်တော်တို့ AMCF ပုံစံမျိုးသွားတာကဒါကျွန်တော်တို့ favorite တယ်။ဒီမြန်မာဒါကျွန်တော်တို့ Riders ကဒါကျွန်တော်တို့ CM AM ဆိုတဲ့ပုံစံမျိုးသွားတယ်။ပြီးရင်တော့ DMCM ဆိုတဲ့ပုံစံမျိုး hybrid rule အနေနဲ့ဒါကျွန်တော်တို့ rule ပြန်သွားတာကိုတွေ့ရမှာ။အဲ့ပြောချင်တာက share ပါတယ်။ လက်ရှိမှာဒါကျွန်တော်တို့ CD တင်းနဲ့ perfection သွားနေတယ်ဒီနေ့ပွဲစမှာ don't fuck it up ဒါရေးရင်ပြောမယ်လုံးဝဒါကျွန်တော် fuck လို့လို့မရတဲ့ပွဲစဉ်ပဲ fuck ဆိုတာဒါကျွန်တော်ဟိုလိုအဲ့ဒါလည်းဒါပွဲတော်မဟုတ်တော့လွဲလို့မရဘူးလို့ပြောတာအဲ့တော့ဒါကြောင့်ကျွန်တော်ကပေါ့ကစားသမားအချင်းချင်းဒါလုတ်ခိုင်းနေဖြစ်နေမှာဆိုလို့မကောင်းဘူးလေအဲ့တော့တစ်ဖက်မှာဒါကျွန်တော်ဘာလဲပြောရမယ်ဆိုတော့မူနာကိုတော့ကျွန်တော်မယင်းနေဘူးဒါကျွန်တော်ပြင်သစ်ပွဲတွေပါညာကျွန်တော်ထူးခြားလာပြီလက်ရှိမှာ Lucas Michael ဆိုတဲ့ chart ကဘလို့ဖြစ်လို့ international break ကိုသွားနေတာဒီကောဘာကစားလို့လဲ Euro 2ဘာညာရှိ Euro 2ဘာညာနားမရှိတာပါဒီကောဘလို့ဖြစ်လို့ international break ကိုသွားလဲ နားလေအဲ့လက်ရှိမှာဒါကျွန်တော် CD တင်နေတယ်သူစင်ကတော့တိတ်ပြီးမပြောင်းလဲ Ryan Shakey ထပ်ပြီးလွဲမကျတိမဲ့တိရတယ်မပါဘူး I know you လွဲချော်မဲ့ Omama Mosh လွဲချော်မဲ့ Cosmo လွဲချော်ဒါပေမဲ့ဒီကစားသမားတော်တော်များများကဒါကျွန်တော် International Break ပြန်လာပြီဖြစ်ရင်ပြန်လာမှာပေါ့အဲ့တော့ဒါကျွန်တော် International Break မှာဒါ CD တင်နေကစားသမားဒဏ်ရာမရခဲ့ဘူးဆိုရင်တေချာတာကတော့လူစုံတက်ဆုံပြန်ဖြစ်တော့မှာ CD တင်အခုလက်ရှိမှာတေချာတာမှတော့ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်ခွေဖောက်ကိုရွှေဖောက်လုပ်ဖို့အတွက်လူတွေလို့ကျွန်တော်အနေနဲ့ညင်နေအဲ့တော့ဒီနေ့ပွဲစမှာ CD တင်နေဘာကြီးဆက်လုပ်ပြမယ်ကျွန်တော်တို့တခြားတော့စောင့်ကြည့်ခြင်းနဲ့ဒါကျွန်တော်တို့ ကောင်းနေတဲ့ form ကိုဆက်လက်ပြီးတော့ CD တင်ထိမ့်သိမ့်သွားဖို့အတွက်လိုမယ်လို့ပဲကျွန်တော်အနေနဲ့တခုနီးတော့အမြင်အမြင်ပြီးရတယ်မှာပါတယ်။ကဲအဲ့တော့ကျွန်တော်ဒါလုံးဝအောင်ဒါကျွန်တော်ဒီဒီတစ်ပတ်ရဲ့ Champion League အကောင်းဆုံးသောပွဲစဉ်တစ်ပွဲလို့တောင်ပြောလို့ရတယ် ဘာစလိုနာနဲ့ PSG ပွဲစီပေါ့နော်ဘာစလိုနာသင်းရင်ဒါကျတော့အိမ်ခွင်းမှာဒါ PSG အသင်းနဲ့တွေ့ရမယ်ဘာစလိုနာအိမ်ခွင်းဒါကျတော့အဲကမ်ပလူးတော့မဟုတ်သေးဘူးပေါ့နော်ကျွန်တော်ကမ်ပလူးကပြင်လို့မပြီးသေးဘူးအခုချိန်ကြီးမကန်ရသေးဘူးလို့သိရတယ်မှာပါတယ်ကွင်းဖွံ့ဖွဲပြီးရင်တော့ကျွန်တော်သွားကြည့်ချင်အဲ့ဒါဒီနေ့ပွဲစဉ်ရဲ့ဒါကွင်းလယ်တိုင်းကထူးဆန်းစွာနဲ့ပဲအင်္ဂလန်တိုင်းဖြစ်တဲ့ Michael Oliver ဖြစ်ပါတယ်အဲ့တော့ သူကလည်းဗျာဒါအင်္ဂလန်ဒိုင်နီနည်းနဲ့ဒါကျွန်တော်တို့အင်္ဂလန်ကထွက်သွားခဲ့ပြီးတော်တော်လေးကိုခြေစွမ်းနေပြပြီးတကယ်ကိုကောင်းမွန်တဲ့အခြေအနေတွေကိုအသင်းအနေနဲ့ပိုင်ဆိုင်တာတွေ့ရမယ်။ဒါပေမဲ့အင်္ဂလန်ပြန်ရောက်အင်္ဂလန်ဒိုင်နီကတော့ကတော့ဗျာလီးဖြစ်သွားတယ်လို့ပဲပြောရမယ်ဒီမှာပါတယ်။တော်တော်လေးကိုဆူဆူရွာပါတော့။တော့ပြောချင်တာလက်ရှိမှာဘာဆူနာနဲ့ PSG နဲ့ပွဲစဉ်မှာတော်တော်လေးကိုစောင့်ကြည့်ရမယ်ပွဲစဉ်မြင်နေ။ဘာဆူနာသင်းကတော့ကျွန်တော်လက်ရှိမှာထူးဆန်းသွားတယ်လေကျွန်တော်ဘာဆူနာပွဲတွေကိုနောက်ပိုင်းမှာကြည့်ဖြစ်တယ်။ကျွန်တော်ဒါဒီကို key ရောက်တဲ့ဒီမှာကျွန်တော်ဒါကိုနဲ့လည်း timing ကတ်တယ်ပေါ့နော်။ဒါကျွန်တော်ဘာဆူနာသင်းကဒီမှာဆိုရင်ည၈နာရီည9နာရီခွဲ6နာရီဆိုကြည့်ဖြစ်တဲ့အတွက်ကြောင့်မို့လား။ ဘာစနဘွဲကျွန်တော်ဒါရှေ့ဘွဲလေးကြည့်ဖြစ်ခဲ့ရှေ့ဘွဲမှာဒါလမင်းရမင်းနဲ့ဒါကျွန်တော်ဒန်ယာကခဏလေးပြန်ရောက်တာနဲ့ကိုချက်ချင်းကိုဒါကျွန်တော်ဂိုးဖတ်ဒီမှုလုတ်ခဲ့ပြီးတော့ဒါပြပေါ့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ဘာစနာဒင်းလေဒယန်ရလူစင်းကတော်တော်လေးကိုများပြားနေစေဖြစ်တယ်သူတို့ရဲ့ဒါဒီနေ့အကောင်းဆုံးတော့ခေါ်ယူမှုတစ်ခုလို့ပြောလို့အများကြီးလည်းခေါ်ထားမှုအကောင်းဆုံးတော့ခေါ်ယူမှုတစ်ခုလို့ပြောလို့ရတယ်ဒါကျွန်တော်ဂျူဝန်ဂါစီယာလေးဒါကျွန်တော်ကာလာရှင်တစ်ခုနေနဲ့နားရမယ်သိရမယ်အဲ့တော့အာနိုဗမာလကုံလောက်မှာပဲပြန်လာမယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်တာစတီကတော့မပြောမနေတော့ဖာမီလိုဘတ်ဆက်ဆက်လက်ပြီးလိုအပ်ချော်မယ်ပြီးရင်ဒါကျွန်တော်ဂါဗီကတော့ဒါကျွန်တော် ACL ထိသွားဖြစ်တော့လာမယ့်နှစ်ထိနားရမယ်လို့သိရတယ်ရာဖင်ညာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ပါဝင်ဖို့လွဲချော်ဖို့တွေရာခိုင်နှုန်းများတယ်လို့သိရတယ်ဟုတ်တယ်ဟာ Indonesian Brigade ရှိတယ်ဟာ new 21တနေเนาะကျွန်တော်မသိတာဖြစ်မှာဒါပါလက်ရှိမှာကျွန်တော်တို့ဒါတိရတော့ကတော့ကျွန်တော် PSG မှာလည်းအဓိကကစားသမားတချို့လွဲချော်မယ်လို့သိရတယ် Mark Quinn Host ကဒါ International Break ပြီးမှပြန်လာမယ်လို့သိရတယ် Desire to Way လွဲချော်မယ် Kevin Kavaskelia လွဲချော်မယ် Usman အဲ့တော့ပြောချင်တာကလက်ရှိမှာသူတို့အနေနဲ့ပြဿနာကြီးမှာပါတယ်အဲ့တော့ဒါ PSG မှာသူတို့ရဲ့အဓိကတိုက်စင်မှုတွေတရားမှမပါပါအဲ့တော့ Lee Khan Concaro Ramos Bakula ဆိုတဲ့ဒါအတွဲကိုပဲဒါကျွန်တော်တွေ့ရဖို့များတယ်ပေါ့အဲ့တော့ပြောချင်တာကဒီနေ့ပွဲစဉ်မှာတစ်ဖက်ရဲ့တိုက်စင်အားနည်းမှုကိုဒါကျွန်တော်တို့ ဘာစနာတင်းနဲ့အကြီးကျယ်အခွင့်ကောင်းယူပြတင်းတဲ့အနေထားမှာရှိဒါပေမဲ့ဒီနှစ်ပွဲဆိုကျွန်တော်ဘာကိုစိတ်ဝင်စားလဲသူတို့နှစ်သင်းရတာမစ်ဖီးပဲတယ်ပဲဘာလက်ရှိမှာ PSG တင်းနဲ့လုံးဝကွင်းလယ်ပိုင်းမှာဒါကျွန်တော်တို့တော်တော်လေးကိုမိုက်တဲ့ကွင်းလယ်စုပွဲရှိတယ်ဒါကျွန်တော်တို့ဒါ Fabian Ruiz ဒါကျွန်တော်တို့ Vindinha Jao Ni ဆိုတဲ့အတွဲကိုမှဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော် Olmo De Jong ဒါ Pedri ဆိုတဲ့အတွဲတွေနဲ့ဒါကျွန်တော်တော်တော်လေးကိုကြည့်ကောင်းမဲ့အနေထားမှာရှိရလို့မြင်တယ်အဲ့တော့ဒီကွင်းလယ်ရတာကျွန်တော်နှစ်သင်းရတာကျွန်တော်ထိတ်တိုက်တွေ့ဆုံမှု Battle တွေကအင်မတန်မှဒါထင်တာထက်ပိုပြီးတော့ Underrated ဖြစ်မဲ့အနေထားမှာ ရှိတယ်။ဒါပေမဲ့လက်ရှိမှာကျွန်တော်အနေနဲ့ data ကြောင့် PSG အသင်းနဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာပြန်ကြည့်မယ်ဆိုတော့သူတို့မာစီကို1-0နဲ့ရှုံးတယ်ပေါ့နော်။အဲ့ဒီပွဲစဉ်တွေနောက်ပိုင်းမှာပြန်ကြည့်မယ်ဆိုဒါ PSG ရဲ့ cancel ပိုင်းကမဆိုးဘူးလို့ပြောလို့ရတယ်။တုံ့နှုတ်စကို6-9-3-9ဆိုရရလက်ဖြစ်တာကလို့နောက်ပိုင်းမှာဒါကျွန်တော် cancel ပိုင်းက ကလင်းရှိတော်တော်များအဲ့တော့ပင်ချစ်ပြောချင်တာလက်ရှိမှာဒါဘုံမောက်ကစဘာညူတို့ခေါ်ပြီးတော့ဒါညိပြအရီဂေကူတန်းကစဘာညူဒရိုလေးကိုကြိုက်တယ်မြင်တယ်စဘာညူနဲ့ဒါကျွန်တော်တို့ပါချိုးနဲ့နှစ်ကောင်ကိုကတ်ပြီးတော့တို့နဲ့တေချာဆော့ပြီးတော့ဒရိုလေးကိုမြင်ရအဲ့တော့ဂိုဒမားမာတာလူပြက်ချက်ဗဲလီယာအသင်းကိုရောက်ခဲ့တဲ့နောက်ရှော့အခွင့်လုပ်ပြနိုင်ဖြစ်ပြီးတော့စပားနဲ့ပွဲစဉ်ကလေးကအခုချိန်ထိချက်ဗဲလီယာရဲ့လက်စွမ်းတွေကပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကမှဒါကျွန်တော်တို့ဒါအတက်ကင်ဖူးဘက်တွေဖြစ်တဲ့ဟာကီမီနဲ့နူနူမန်နဲ့အဲ့တော့ နှစ်သိန်းလုံးရဲ့ fullback တွေကတကယ်ကို flying fullback တွေလို့ပြောလို့ရရတယ်မှာပါတယ်ဒါ hullet corner လေးဆိုဒါကျွန်တော် shape ပွဲတုန်းကလည်းဒါကျွန်တော်တကယ်ကိုအသင်းပေါ်အင်ပက်ကြီးမားတယ်လို့မြင်တယ်အဲ့တော့ လက်ရှိမှာဘာစနာသင်းကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၅ပွဲလုံးနိုင်ထားတယ်လက်ရှိမှာဒါသူတို့နေရီယယ်မက်ဒရစ်အမှတ်ရတာကိုအခွင့်ကောင်းယူပြီးလက်ရှိလာလီဂါမှာလည်းအဆင့်တစ်ဖြစ်နေအဲ့တော့တီဂျာရာ international break မတိုင်ခင်မှာဒါကျွန်တော်တို့ဘာစနာသင်းနေနဲ့တီဂျာရာတခုသူတို့နေအကောင်းဆုံးအနေထားကိုယူသွားဖို့ပြင်နေဘူကာဆယ်ယူနိုက်တက်ကလည်းသူတို့ရဲ့ဒါအိမ်ဝင်သူတို့အဝေးကွင်းမှာဒါကျွန်တော်2ဂိုး2ဂိုးဆိုတဲ့ရတဲ့နဲ့အကောင်းဆုံးခြေစွမ်းပြပြီးယူကာဆယ်ယူနိုက်တက်ကိုသူတို့နေနိုင်ယူပြီးတော့ Champions League ပွဲစဉ်ကိုသူတို့နိုင်ယူထားခဲ့တယ်အဲ့တော့လက်ရှိမှာဒါ PSG ကလည်း Atlanta ကို၄ဂိုးပြအနိုင်ယူပြီးတော့ဒါဒီနေ့ပွဲစဉ်မှာဒါတီဂျာမယ် ဆိုရင်ဒါကျွန်တော်တို့အဆင့်တက်ဒါကျွန်တော်တို့ချန်ပီယံလိမှာအဆင့်တက်နေရမှာရှိဖို့အတွက်ဒါသွားဖို့တိအဲ့တော့ GD ကဒါအရင်ကြီးဒါကျွန်တော်ဘာဆိုနာကိုနိုင်ဖို့အတွက်အရင်ဂူကွာချဖို့ရှိဖို့အတွက်မဖြစ်ပေမဲ့ဒီနေ့ပေါ်စင်အကြီးအကြီးလို့အကောင်းဆုံးမဖြစ်ဘူးလေနှစ်သင်းလုံးနေနေဒါကျွန်တော် Ultra Attacking တွေတွေ့ရမယ်နှစ်သင်းလုံးရဲ့ဒါကျွန်တော်တို့လက်ရှိမှာ လူဝစ်စာဒီကိုကိုတိုင်ကလည်းဘာစလိုနာရဲ့ဒါမြေကိုပြန်နေမယ်ဘာစလိုနာရဲ့ဒါကျွန်တော်တချိန်ကနီးပြဖြစ်ခဲ့ဘာစလိုနာရဲ့ triple ယူထားခဲ့ပြီလက်ရှိမှာ PSG ရဲ့ triple ယူထားတဲ့နီးပြနဲ့ပြန်လာမယ်တစ်ဖက်ကတော့ကျွန်တော် Hansi Flick ရဲ့ဒါကျွန်တော် attacking တွေ့မယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော် highlight တွေနဲ့တူအမှန်တကယ်ပြောဒီ highlight ပေါ့နော်ကျွန်တော်ရဲ့ personal အပြင်ပေါ့နော်ဒါကျွန်တော် highlight ကြီးကိုတစ်ဖက်ကတော့ကျွန်တော်ထူဖောင်းမဲ့ Usman Dembele လည်းမရှိဘူး Kvaratskhelia လည်းမရှိဘူး Desire Doue လည်းမရှိဘူး Desire Doue လည်းမရှိဘူးဒါပေမဲ့လုံးဝထင်သေးလို့မရပါဘူးဒါ Lee Kyle တို့ဘာ Kola တို့ဒါကျွန်တော်အကယ်၍ Luis Enrique ဒါတေးတေးချာချာ manage လုပ်မယ်ဆိုရင်တစ်ဖက်ရဲ့ဒါ highlight တွေကိုအခွင့်အောင်းယူ ါဘူးရနိုင်တယ်မှရှိတယ်။ဒါလက်ရှိမှာဒါကျွန်တော်လက်ရှိဘာစုသားသိနေပေါ့နော်ကျွန်တော်ဒါနောက်ပိုင်းပွဲစဉ်မှာတောက်လျှောက်ကြီးဖြစ်ပါတယ်။တေချာလေးကြီးဖြစ်တယ်ဒါပေမဲ့သူတို့နေတော့ခင်ဗျာလူသားသင်ရင်တည်သွားမယ်ဟန်စီဖလစ်တော့လုံးဝ high line ကိုမပြောင်းတော့အဲ့ high line ကပဲတောက်လျှောက်ဂိုးပေးရတယ်နော်အဲ့ high line ကိုလုံးဝမပြောင်းခင်ဗျာအခုကနေပြရတကယ်လေးစားခင်ဗျာလူသားသင်ရင်တည်သွားမယ်လုံးဝ philosophy မပြောင်းသွားဘူးဆိုလို့ဆိုဆက်ပြီးမြင်အဲ့တော့ဒီနေ့ပွဲစဉ်ကျွန်တော်ဒါလုံးဝ excited ဖြစ်တာက Champion League မှာလမိန်ရမဲကိုမြင်ရမယ်ဒါကျွန်တော်တို့ အဲရမုံပေါ့နော်လာပါလေလာပါလေလမုံလမုံရမုံလားအဲ့လိုဝိုင်းနောင်နေကြတဲ့ဆောင်ရှိအဲ့တော့လမင်းရမင်းနူဒူမန်နက်ဆက်တွေ့မယ်နူဒူမန်နက်စနေတာလက်ရှိမှာကောင်းလာပါရေဆိုတဲ့ကျွန်တော်တို့အဲဝင်းတွေကိုတောက်လျှောက်တာလော့ကပ်လုပ်ခဲ့ပြီအခုလက်ရှိမှာလမင်းရမင်းတွေ့မယ်လမင်းရမင်းနဲ့သူ့ဒါရကပြန်လေပြတ်သွားပြီခဏပြန်လာတဲ့အချိန်မှာတော့လီဝင်ဒေါစကီရဲ့ဂိုးကိုချက်ချင်းဆိုလိုဖန်တီးပြခဲ့တယ်တကယ်ကိုဒါအသက်ရွယ်နဲ့မလန့်အောင်ကောင်းတဲ့ကစားသမားလို့မြင်တယ်ဒါပေမဲ့လက်ရှိမှာတကယ်နဲ့ biggest stage မှာလမင်းရမင်းနဲ့ဘာဆက်လုပ်ပြမလဲအဲ့တော့ တကယ်ကိုစောင့်ကြည့်ခြင်းစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ပြောရင်းနေပဲခင်ဗျားတို့လည်းဒီကျွန်တော်ဒီပွဲအဲ့တော့ရှေ့က Manchester City ပွဲစဉ်ကလည်း Monaco ရဲ့အိမ်ဝင်ဒါ Barcelona ကလည်းသူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့ဒါအိမ်ဝင်လို့ပဲပြောတာသူတို့ကဒါစပိန်မှာဒါကျွန်တော်တို့ PSG ကိုခေါ်ကြမယ်နှစ်သင်းလုံးနေနေခင်ဗျားတို့ဘလူးမြင်လဲအောက်က comment တွေထဲမှာဆွေးနွေးပြီးခဲ့ကြကျွန်တော်တို့ ဘာစနာနဲ့ဘီအဂျီကိုကျွန်တော်ဘာစနာပူပြီးနည်းဖီဗာဖြစ်တယ်ဘာစနာကိုနည်းနည်းပူကြိုက်တာဟုတ်ဒါပေမဲ့နှစ်သင်းလုံးကကောင်းတယ်ကိုတက်ကတော့ကျွန်တော်ဘဒူဘာညာနိုင်ဆိုတဲ့နိုင်နေရှုံးနေဆိုတဲ့စိတ်ကြတော့မရှိဘူးဒါလုံးမှုအဲ့တော့ဒီလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူဆန်ပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တူပါနဲ့ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AAC တို့ကြအားလုံးမကြည့်တူပါနဲ့မြန်မာလေးကလစ်ပြီးကြအောင်ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်တေးပါဗျ